March 31ရက်တနေ့လာနေ့အာယုံဥစုတောင်းကြီးအစီအစဉ်အစပြုဖို့ဗဏ္ဍမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ရှင်မသက်ခွေဝင်အခန်းကြီး26အငယ်29တပိုက်ဖြစ်ပါတယ်။ငါစုဒီကဣစဘီရေမျိုးအတစ်ကိုငါခမီးတို့ဤနိုင်ငံ၌တင်တို့နှင့်အတူငါမတောက်မီနေတိန်အောင်ယခုမှစ၍ တဖန်နာမတော့ရဟုမိန်နမဤထုံရတချင်းဆိုပြီးမှတန်ရင်တောင်းတို့ထွက်သွားကြဤဆုတောင်းကြပါစို့ကောင်းငင်မုန်နေရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့နာနေ့အစီအစဉ်အစလေဆုံးသုံးပါစလုံးတန်ရှင်သောဘုညင်တို့သည်ကျွန်တော်လမ်းပြတုံတင်ကောင်းကြီးပေးလက်လျှောက်နိုင်ပါမည်အကြောင်းမနေ့ယနေ့နောက်ကလာမပြောင်းမလဲအသက်ရှင်နေမှုသော ကျွန်တို့ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယိုဒီစွာကျေးဇူးတော်ကိုချီးမွမ်းလေဆုတောင်းဆက်ကအနန္တကြပါလေဖခင်အာမင်ဓမ္မတစ်ချက်မှ342 342အသက်မှုကိုတနာကျူအသက်မှုကျွန်တော်အပေးပါအိမ်နားမှာပြုသည့်ဤသူကျွန်တော်တို့အားကျမ်းစာတော်မှာအပြင်ကိုရောအပား လက်မတော်ဝိညာဉ်တွေကိုကြွေးပါဗျာဒီခြင်းတွေကိုကျွန်တော်တို့အတူတူကနှလုံးသားထဲတကယ်ခံယူပြီးတော့ကျေးဇူးတင်တဲ့သဘောနဲ့ဒီစုချီးမွမ်းကြပါစို့ something လရက်40ရက်ကျွန်တော်သိမြော်တော့เนาะရှင်မတဲခရမေခန်းကြီး26အငယ်18ကနေ30အထိဖြစ်ပါတယ်ကျွန်တော်စဉ်းစားကြည့်အောင်နောက်ဆုံးညစာစာပွဲနောက်ဆုံးညစာစာပွဲဖြစ်ပါတယ်အစမပွဲပထမနေ့၌တပည့်တော်တို့သည်အထံတော်သို့ချဉ်ကပ်၍ကိုရိုသည်ပတ္တကပွဲစားတော်မူဖို့ရန်အဘယ်အရ၌ကျွန်တော်တို့ ပင်စင်ခြင်းကအလိုတော်ရှိသည်တနည်းဟုမေးလျှောက်တော်ကိုတော်ကဤမြို့တွင်ဤမည်သောသူအိမ်သို့သွားလိုက်သွားကြလောငါအချိန်နေပြီးတင့်အိမ်၌ငါတပည့်နှင့်အတူပတ်ကပွဲကိုခံမိဟုထိုသူအားပြောလောဟုမိန့်တော်မူ၏တပည့်တို့သည်စီရင်သည့်အတိုင်းပြု၍ပတ်ကပွဲကိုပြင်ဆင်ကြလေဒီပတ်ကပွဲဆိုတဲ့ pass over ဆိုတာကျွန်တော်အခုတော့ဆိုပွဲတော်မင်္ဂလာဘောလို့ခရစ်တော်အောက်မေ့တတိယတဲ့ အဲ့ဒီဟာကပြင်ဆင်ပွဲတော်ဝင်လို့ဆိုပြင်ဆင်ရတယ်ဒီနေ့တော့နောက်ဆုံးအပတ်ပဲဒီနေ့တော့ပထမဆုံးအပတ်ပဲဒီနေ့တော့ဒုတိယအပတ်ပဲကျွန်တော်အတင်းတော့အသီးအသီးတတ်မှတ်တဲ့ပုံမှာဒီနေ့တော့ဆိုင်စားဖို့မဟုတ်ဘူးတိကျပြင်ဆင်ဖို့ဒါပွဲတော်မင်္ဂလာဝင်ပြီဒီမှာကျွန်တော်လူတိုင်းကိုယ့်ကိုယ်ကိုစစ်ဆေးပါဘုရားတိကျစစ်ဆေးပြီးပွဲတော်ဝင်မှာအမှန်အရေးကြီးတယ် เนาะปัตถกบวยโหทခင်ชูอ่ะวินกินะคําว่าปิญสีโหต้องปิญสีมาရှင်ลูกก็มาတော့ปูระอาโอเสียก้าวล่ะมินุญิเนี่ยตั้วแหละလူเดียวยีโอท่านละเมะทุ่งตังก็တော့ยีเตเตยีโอมาเลยยีโอท่านเนี่ยสระอมีตมิดิยีขัดน่ะตมิอมีตั้วเดียวยีขัดได้ตุ่มเเละตุ่นเอาไล่ตั้วแหละပြအိမ်ဝင်ပြီးတော့တခင်လို့ရှိတဲ့တခင်ညစာစားခြင်းနဲ့အာဒီတရား ြောရဲအရင်ရောပြင်ဆင်ပါဒီနေ့ကျွန်တော်တို့ဘွဲ့တော်မိင်္ဂလာအတွက်ပြင်ဆင်မှုအရေးကြီးပါတယ်ဒီနေ့က31ရက်နေ့ဆိုရင်နောက်နောက်ပထမပါ6ရက်နေ့မှာဒီနေ့ကျွန်တော်ဘွဲ့တော်မိင်္ဂလာဧပြီလရဲ့နော်လေလာပိုင်းရဲ့ရှင်မထမရနေ့မှာဘွဲ့တော်မိင်္ဂလာအခုဒီကပြင်ဆင်မှုအရေးကြီးတယ်စဉ်းစားလို့ပြင်ဆင်ရမယ်ကိုကိုစစ်စစ်ရမယ်တပတ်တအောင်လို့ကျွန်တော်စစ်စစ်ခဲ့ပြီးဒီနေ့လေးဆက်စစ်စစ်ရမယ် အငယ်295မှာဆိုရင်ညဥ်ဉာညဥ်ဉာအချိန်ရောက်မှတပည့်တော်တကြိတ်နှစ်ပါးတို့နဲ့အတူစပွဲနဲ့ရောက်တော်မူ၏။ဟိုကိကပွဲတော်ဆလာကသူလောင်းပြီးတော့နော်ညတော်ဆာရင်ကျန်တခါနိုင်ငံတကာစီးရီးသွားတဲ့အခါမှာပွဲတော်မင်္ဂလာတေးရောင်းစားကြအောင်ဆိုကျွန်တော်တို့ကျူးလွန်သောဖြစ်နေခက်ခဲတာသူတို့ကရောင်းနေဆိုဆိုဟိုကောင်းနေတဲ့ခုတော့နော်ရေရမဆိုသူသမီးသာခုန်နေလို့ ဆိုရဲအဲ့လိုခုဘရတို့လျောင်းပြီးတော့စကားပြောကြတယ်တပည့်တော်နှစ်ပါးနဲ့အတူလျောင်းတော်မူ၏စား၍နေစဉ်နောက်ညတော့စားရတဲ့နေရာမှာကိုရောကငါမကဆုတကတင်းတို့တင်တန်ကြောက်ရသူဒီငါ့ကိုအနန္တမြည်ခမိန်တော်မူလင်းတပည့်တော်တို့အလုံးဝန်းနေရဲ့တခင်အကျွန်ုပ်လောခုအတီးသည်မေးလျှောက်ကြတယ်ကိုရောကအန္တမြည်လူတယောက်ရှိတယ်နော်အနံမြေလိုရှိတယ်တပည့်တော်ဝန်းနေပြီးတော့ကျွန်တော်လားကျွန်တော်လားမေးကြတယ် ကိုတော်ကလည်းငါနှင့်အတူပကံတွင်လက်နှိပ်တော်သူသည်ငါ့ကိုအနန္တိမိကိုတော်ကဘယ်သူလည်းမပြောဘူးငါနှင့်အတူပကံမှာလက်နှိပ်တယ်လို့ညစာလေးလက်နှိပ်ပြီးတော့တူတူစားတယ်လို့ဟာတော့အနန္တိဖြစ်လိမ့်မယ်ကျမ်းစာလာပြီးအတိုင်းလူသားတွေတွားရမည်အဲ့လိုအပြစ်မတည်ဘူးနော်သူအနန္တိလည်းပြစ်မတည်ဘူးကျမ်းစာလာတဲ့အတိုင်းပဲသူတွားရမယ်ကျမ်းစာကျပြည့်စုံဖို့သို့တော်လည်း ခဏလူအတွက်သူပြောလေသူတော့လူသားကိုအနန္တောသူသည်အမင်္ဂလာရှိတယ်ခရစ်တော်ကိုတစ္ဆာမေးအနန္လူအမင်္ဂလာဖြစ်မယ်သူသူသည်ဖွားမြင်ခြင်းကိုမခံရလေအနေသာ၍ကောင်းသည်ဟုမိန့်တော်မူ၏သူမမွေးဖွားရင်ပူကောင်းတယ်လို့တခင်ပြရတော့မိန့်ပါခဲ့ပါတယ်ကိုရုကိုအနန္မြစ်သူယူဒရှကယုကလည်းအရှင်ဘုရားအကျဉ်းလို့ဟုမေးလျောက်နေ တင်ဆိုသည့်တိုင်မှန်သည်ဟုပြန်ပြောတော်မူ၏။ရှင်ခါရောမေးတဲ့အခါမှာတူလားအဲ့နမတူလားလို့မေးတဲ့အခါမှာဟုတ်တယ်။မှန်နေတခေပြပြန်ပြောတယ်။အော်ဒါပေမဲ့တူညစာစားတယ်။နောက်တရှိနေရမှာဆိုရင်တခေပြရယူရသူခုနခွက်လိုက်တယ်။ဂျူလီမျိုးတွေမှာအဲ့လိုခွက်လိုက်မင်းပေါ်မှာအဆုံးတည်းချက်တယ်။မျိုးပေါ်ကတစ္ဆာရှိတယ်လက္ခဏာပြခြင်းဖြစ်တယ်တဲ့ပြီးတော့မှ 26နဲ့30အကျွန်တော်တို့ခရိယန်တွေအမှန်တရားအရေးကြီးတဲ့အကြောင်းအကြောင်းအရာဖြစ်တယ်မင်္ဂလာနှစ်ပါးခရိယန်တွေမင်္ဂလာနှစ်ပါးပြီးတစ်ခုကပဋိစ္စမင်္ဂလာတစ်ခုကပွဲရမင်္ဂလာဘာကြောင့်လဲဆိုခရစ်တော်နဲ့ပြန်တွေ့တဲ့အချိန်မှာပြန်တွေ့တဲ့အချိန်ထိအခုကျွန်တော်စားလို့ရမယ်ခရစ်တော်စောင့်နေတာအဲ့ဒီအချိန်မှာစားဖို့ကျွန်တော်ဒီပြန်တင်ကြလေ့လာတဲ့အခါမှာ the marriage supper of the land တိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲမှာအတူတူကကဘာတပွားလို့ရဲ့ပွဲတော်မင်္ဂလာဝေးရမှာအခုတည်းကကျွန်တော် လကြည့်ပြီးတော့စစ်ဆေးပြီးတော့ပွဲတော်မိကြဘူးလီလီစသာယဉ်ယဉ်တည်တည်ကျေသူတင်တဲ့သဘောနဲ့အဲ့ဒီမုံမစားထုတ်ကိုတောက်တဲ့အခါလေးမှာခရစ်တော်အသေးခံပြီးကြောက်လာတဲ့တည်းခရစ်တော်ရဲ့တက်တည်ပြဖို့ကျွန်တော်တက်တမ်းမှာခရစ်တော်ကဲဆိုဘဝထဲနဲ့အံ့ဖို့သောအလင်းခေါ်တဲ့သူရဲ့ဂုံကြီးဆိုတဲ့ကျွန်တော်တက်တမ်းမှာထင်ရှားပြတာဖို့ပြောင်းရင်အလိုလိုရှိတယ်။26ကနေ30ကတော့ထူခါစားလင်ကြစင်းယေရှုသည်မုံကိုယူ၍ကျေးဇူးတော်ချီးမွမ်းပြီးမှ မုံကိုဖဲ၍ဤမုံကငါ၏ကိုဖြစ်၏ယူ၍စားကြလို့မိန့်တော်မူလေတပည့်တို့အားပေးတော်မူ၏ရှင်ဘောလောကဒီမုံကိုဖဲပြီးတော့ဒီကောင်မင်းတို့အတွက်ချူဖဲတဲ့ငါရဲ့ကိုဖြစ်တယ်ကျကိုစားဖျားကျေးစုတတိယဖို့ကျခံရမယ်ကေရခြင်းနဲ့ညင်ဆဲခြင်းနဲ့ရိုက်ဖို့ခြင်းနဲ့တတိထွေးခြင်းနဲ့မထိမဲမပြုခြင်းနဲ့အားလုံးကိုသူခံသွားတော့တတိယဖို့ မယ်ကိုဖြစ်ယူရစာကြလုံးမိတ်တော့ဤဒါကတချို့ကတော့ဓာတ်ရကြီးရှိတဲ့ကမှာပထမရာစုမှာခရစ်ယာန်တွေအများကြီးဒုက္ခရောက်တယ်။ယောမတွေဟာခရစ်တော်ရဲ့အသားကိုစားကြတယ်လူသားစားတယ်ဆိုပြီးတော့ဒီမှာသူပြောတာကမုန့်ကိုယူပြီးကြီးတော့ချိန်ပိုင်းမှာဒီမုန့်က symbol အနေနဲ့ခရစ်ရဲ့ကိုယ်အနေနဲ့ဒီမုန့်ကိုစားကြတယ်။ပြီးတော့မှခွက်ကိုလည်းယူရကြီးစုတော့ချိန်ပိုင်းမှာအရင်ဆုံးကြီးစုတော့ချိန်ပိုင်းနဲ့နော် ဖျားပြူတဲ့အရာအတွက်ကျွန်တော်တို့ချုပ်ဖဲတယ်ကျွန်တော်တို့ခန်းရယ်ကိုလိုသွားလဲကဲ့ရဲ့ခြင်းနဲ့အားလုံးရဲ့ကျေးဇူးတင်တယ်ကိုလိုဒီမှာလဲခွက်ကိုယူပြီးတော့ကျေးဇူးတွေချီးမွမ်းပြီးမှသူတို့အပေးတယ်မူ၍ဒီရှိတယ်မြတ်ပြီးတောက်ကြလောသူရဲ့အဓိပ္ပာယ်ကဒီခွက်ကခရစ်ရဲ့အသွေးလို့ပုံဆောင်တယ်ဤခွက်ကပရိညင်တရားအသိနဲ့ဆိုင်၍လူများတို့အပြစ်ကိုလွတ်စေခြင်းကသုံးသောမှာရဲ့အသွေးဖြစ်တယ်ပရိညင်တရားဟောင်းမှာတော့ တွေ့တွန်းခြင်းမရှိရင်အပြစ်ဖြစ်ခြင်းမရှိဘူးဆိုတဲ့အတိုင်းပဲတူကလေးဂျူကလေးတတ်နေလောက်ပေါ့လေငါကလေးအတွေ့အလောင်းအပြစ်လက်ခြင်းနဲ့စံမို့လက်ခံတာလည်းပြရကြတယ်အခုတော့ဤလောကရဲ့အပြစ်ကိုဆောင်တယ်ဘုရားရဲ့တိုးတငယ်ကိုတိုင်ကျွန်တော်အတွက်အတွေ့အလောင်းတော့ကျွန်တော်ကိုကယ်မယ်ကျွန်တော်ချက်ချင်းနေလို့ဘာလို့ဆိုရင်တင်းသွေးဖြစ်အသက်ကယ်ပါသွေးနဲ့ပဲအသက်ကယ်လို့ရတယ်ကျန်တဲ့ရွှေမုတ်ဒီငုံငုံလေးကယ်လို့မရပါဘူး ဒါကြောင့်ဒီအသွေးသွန်းလောင်းခြင်းအဖြစ်ပဲကပဋိညင်တရားအစ်စ်အဟောင်းကတော့ဆံမလုံနေရတယ်နောက်တစ်ခါလုဆံမလုံတော့ဘူးတခါလဲဘုရားခင် အဖြစ်ဖြစ်လို့ပြီးသွားပြီဟိုကလည်း it is finished ပြီးသွားပြီတဲ့နောက်တစ်ခါလုဆံမလုံတော့ဘူးပဋိညင်တရားအစ်စ်နဲ့ပဋိညင်တရားအစ်စ်နဲ့ဆက်ရလူများတို့အဖြစ်ကိုလုဆစ်ခြင်းကသုံးတော့ခရစ်တော်ရဲ့အသွေးဖြစ်တယ် ကိုရိန္သုဩဝါဒစာဒုတိယဆုံးခန်းကြီး9အငယ်21ကအပြစ်မရှိတဲ့ခရစ်တော်ရဲ့အသွေးတော်အပြင်ကျွန်တော်အားလုံးကဖျောင်းခင်ရှိမှဖျောက်မှတော်သူဖြစ်သွားတယ်။ဖျောက်တဲ့ကဖျောက်မှတော်သူလို့မှတ်လိုက်တယ်။ဘာကြောင့်လဲ။ကျွန်တော်အပြစ်နဲ့အားလုံးကိုခရစ်တော်ယူသွားတော့ကြောင့်ငါစုတီကဒါလည်းအမှန်အရေးကြီးပါလေ။ဤစပြည့်ဟီမျိုးအတိတ်ကိုငါခမီးရနိုင်ငံ၌သင်တို့နဲ့အတူငါမတောက်မီနေ့တိုင်းအောင်ယခုမှဆောက်၍ငါမတောက်ရဟုမိန်တော်မူ၏။ ောင်းကင်နိုင်ငံကတောင်းမယ်စပိမျိုးအတက်မတောက်ချင်တယ်ဒီနေ့ကစရကိုမတောက်ရဘူးမင်းတို့မျောနေတယ်အတင်းတော့တင်းစေးပြီးတဲ့အခါမှာကောင်းကင်ဘုံမှာဆုလက်တွေပြီးပြီးတော့သူ့တငယ်မင်္ဂလာဆောင်ပွဲမှာဆက်အားလုံးကဘာတပွန်းလုံးယူကြည့်သေးတာအော်ဆက်ကောင်းတော့အောင်ဘွေးတော်မင်္ဂလာဝေချပြီအဲ့ဒီအချိန်ကျမှခရစ်တော်နဲ့အတူပြောင်းပြီးတော့ဘွေးတော်မင်္ဂလာဝင်စားပြီဖြစ်ပါတယ်ဒါကြောင့်ဒီဘွေးတော်မင်္ဂလာဝင်ရင်းဆိုတာဖျားတဲ့ကျေးဇူးတော်ကိုအောင်မြင်ပြီးတော့ အဲ့ကျေးဇူးတော်အတိုင်းတော်လျော်စွာအသက်ရှင်ပြီးတော့ကမ္ဘာကြီးကိုအသက်တာပြဖို့ကိုရောဘုန်းတော်ထင်ရှားဖို့ဖြစ်ပါလေပြီးတော့မှတန်နီတောင်ကိုပြန်သွားလဲအချင်းဆိုပြီးတော့သွားလဲဆာလံတချင်းနေနော်ကျွန်တော်ရှိတယ်အဲ့ဒါကိုဆိုးပြီးတော့သွားကြတယ်တနေ့ပြီးဖျားကြီးကျေးဇူးတော်ချီးမွမ်းပြီးတော့သွားကြတယ်ဒါဒီကနေ့ဝိရမင်္ဂလာဆိုတာအင်မတန်မှအောက်အောက်စရာကောင်းတယ် ခရစ်တော်ကားထဲမှာတည်ခံတယ်ကဘာလို့မှောင်သွားတယ်အပြစ်တွေအားလုံးကိုယူသွားတဲ့အခါမှာကျွန်တော်အားလုံးလွတ်မြောက်ခြင်းရတယ်အဲ့ဒီကျေးဇူးကိုအမြင်နဲ့အမှတ်ရဖို့တချို့အသင်းတော်တွေကနေ့တိုင်းအောက်မေ့တဲ့ခါတိုင်းတဆောက်လို့ရတယ်ဘုန်းကြီးတွေရင်းနှီးစောင့်နေတယ်ကျွန်တော်တို့နေ့ချင်းအသင်းတော်တို့ချို့အသင်းတော်တလတစ်ခါလုပ်ကြတယ်တချို့ပထမပတ်လုပ်တယ်တချို့ကဒုတိယပတ်လုပ်တယ်တချို့နောက်ဆုံးပတ်လုပ်ကြတယ် ဘလိုပဲဖြစ်ဖြစ်သူမုံကိုစား၍သူခွက်ကိုတောက်တော့အခါကအိမ်မှာတခင်ဖျားအသေးခံလို့မူခြင်းကိုကြွလာတဲ့အောင်ပြဖို့ခရစ်တော်မိန့်တာခဲ့တယ်။ဒါဒီကနေ့ဘွေးတော်မင်္ဂလာဝင်တဲ့အခါမှာကျေးဇူးတော်ချီးမွမ်းခြင်းတတ်တတ်တာကခရစ်တော်ပြန်ကြွလာတဲ့အောင်ကျွန်တော်ဒီခရစ်တော်နဲ့အတူပရိသတ်မင်္ဂလာခံတော်ကရည်ချင်းတင်းကြမှာတင်းညွှလိုက်ပြီ။ဒီပြန်သက်ရှင်တာကျွန်တော်မဟုတ်တော့ဘူး။ငါမဟုတ်တော့ခရစ်တော်ဖြစ်တယ်။ ခရစ်တော်ကဲသို့လောကကြီးကိုအလင်းလေးဖို့စားကဲသို့လောကကြီးကိုအင်္ဂန္တပေးနိုင်ဖို့ကျွန်တော်တို့အသက်ရှင်ဖို့ဘွေးတော်မင်္ဂလာစားတဲ့ခါတိုင်းမှာတတိယပြီးတော့ကမ္ဘာကြီးကိုခရစ်တော်ရဲ့ဂုဏ်အင်္ဂန်နဲ့ပြည့်စုံတဲ့လက္ခဏာပြည့်စုံတဲ့အတ္တတအဖြစ်ပြသနိုင်မှုလေကျွန်တော်တို့စက္ကန့်တဲ့သဘောစင်ကြီးတဲ့သဘောနဲ့ဘွေးတော်မင်္ဂလာဝင်ကြဖို့ဖြစ်ပါလေအခုတော့ကျွန်တော်ဆက်ပြီးတော့ဒီနေ့တအားလုံး ဖျံရင်ပါဆက်တုံနေမလဲဒီကြောင့်တော့ဒီချက်ဖတ်ပြီးတော့တော့ဖျံရင်တုံနေတဲ့အရာတွေကိုလည်းကျွန်တော်တို့လာမြက်ပြည်စဘာပါရနောက်ဆုံးမှာကျွန်တော်တို့တနည်းနည်းမှာဖော်ပြမယ်ဖြစ်တယ်ဒီနေ့ဆက်ပြီးတော့ရေးပြီးတော့ပူထောင်းလွတ်တာရပါတယ်လွတ်တာတွေကိုကျွန်တော်တို့ဒီချာအရင်ညကြအတူတူဖတ်ပြပြီးတော့ခေါင်းဟယူကြမယ်ဖြစ်ပါတယ်ကျွန်တော်ဆွတ်တောင်းကြပါစို့ဒီလိုဆွတ်တောင်းတဲ့အချိန်မှာခဏလောဖျံရင်ဘာပြောမလဲငတ်လိမ့်ပြီးတော့ဖျံရင်ဖော်ပြတဲ့အရာတွေကိုလည်းအချင်းချင်းဝင်ကနေကိုလည်း ပြင်ဆင်မှုဖြစ်ပါလေ။မွေးနေ့ရှင်တွေအတွက်တရားစစ်တောင်းပေးပါ။ကိုယ်နဲ့သဆိုင်နဲ့မွေးနေ့ရှင်ကိုတည်ရင်စစ်တောင်းပေးပါ။နောက်တစ်ခါမင်္ဂလာရက်ရက်တပရက်ပြီးတော့မင်္ဂလာရက်ကိုမြင်ရတဲ့မင်္ဂလာစနေမော်နံတွေလည်းမေတ္တာပို့စစ်တောင်းပေးပါ။သူကဲဆိုခရစ်တော်နဲ့ပြန်တွေ့တဲ့အတိုင်းပါ။ဒီပွဲတော်ဝင်တိုင်းအတ္တမှာခရစ်တော်ရဲ့ဂုဏ်အင်းလိုက်လက္ခဏာတွေကိုပြသနိုင်မှုမောင်မွေးချေအံ့ပွေလို့အရင်တို့ခေါ်သွင်းတဲ့ဘုရားသခင်ရဲ့ ဂုဏ်တော်တွေကိုဖော်ပြနိုင်တဲ့အသက်တာနဲ့အသက်ရှင်နိုင်ဖို့မေတ္တာပို့စစ်တော်မြတ်ရအောင်။ ှိတယ်မူသောဖတ်မြတ်စွာဘုရားကြီးကျတိဒီကူစစီပြတော်ကြောင့်ကြည်စစ်တင်ပါတယ်ပွဲတော်မင်္ဂလာဝင်တဲ့အခါတိုင်းမှာဘုရားရှင်ဘုရားအတိတ်ခန္ဓာကြီးကိုကျွန်တော်ခန္ဓာကိုယ်ထဲမှာကျွန်တော်အတ္တတားထဲမှာကမ္ဘာလောကကြီးကိုကိုယ်တော်ကြွလာတည်တယ်အောင်ပြသနိုင်ဖို့လောကရဲ့အလင်းများဖြစ်စေတယ်မူပါဝိနည်းရှင်များအိမ်တော်ရှင်များကိုလည်းထုအတူကောင်းကြီးမင်္ဂလာပေးခြင်းအဖြစ် ကျွန်တော်ဒီလောကရဲ့အလင်းဖြစ်တဲ့အမိမြေမှာနိုင်ငံကြီးကိုခရစ်ရှင်အလင်းကိုထွန်းလင်းနိုင်တဲ့သာသမီအသီးသီးဖြစ်တည်တဲ့အောင်ကျွန်တော်အသက်ရှင်ကြီးအဖြစ်ကျွန်တော်တည်တွေ့သောသူတိုင်းမြင်သောသူတိုင်းအလင်းကိုမြင်တဲ့အမဓမ္မအရသာရှိတဲ့ခရစ်ရှင်ဘုရားသခင်ရဲ့လောကဆမ်းမြအဖြစ်သူတို့ဒီလက်မြဝေခံစားနိုင်တဲ့တရားမင်္ဂလာဖြစ်ဖို့ရကျွန်တော်အသီးသီးကိုကောင်းချီးပေးပါမည်အကြောင်းဘုရားရှင်ကိုရနေတင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်တို့ဒီသဘောချင်းတူတဲ့ အတူတူကဆူတောင်းကြနေမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်၏အဖာကိုတော်ဤနာမတော်အားယုံကြည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည့်ကောင်းကင်ဘုံ၌ပြည့်စုံကြဲသောမြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည့်ကျွန်ုပ်တို့ကိုပြမှားသောပြမြာကို ကျွန်တို့တို့ဒီလွတ်တကယ်တို့ကျွန်တို့ဒီအပြစ်များကိုလွတ်တမှုပါအပြစ်တွေဆောင်ရသူမလိုက်မပါစီပဲမကောင်းသောအမှုရမှလည်းကယ်နှုတ်တမှုပါအစိုးပိုင်သောအခွင့်နှင့်ဘုနကုအာနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတချင်အမှတ်119ယေရှုအသွေးတော်ကျွန်တော်အပြစ်စီကြအံ့လုံးကတခင်ရှိအသွေးတော် လုံလောက်ပါတယ်။ကျမ်းမာစီဖို့ရလေတခင်ယေရှုတွေ့တဆွမ်းနိုင်ပါလေ။ဒီချင်းလေးကိုတကယ်ပဲကျေးဇူးတော်ချီးမွမ်းတဲ့သဘောနဲ့ကျေးဇူးတင်တဲ့သဘောနဲ့တည်ဆူချီးမွမ်းကြပါစို့။ 当年木乃西的木头发明速度偏轻，伊老家也比个长老多，偏轻多的个叫。进了陆地，比陆经过看啥亚的路，伊比陆进，该的人接受的太单少，阿得适应不。为了闽南话那卡点嘛，从蒙古西去，从各个岛岛卡卡点嘛，得看偏阿弟可能比我早了点的啊，像如婚期，像如两块。 ျွန်တော်ပတ်ဝန်းကျင်နဲ့ကျွန်တော်နိုင်ငံကြီးမှာအသက်ရှင်နေသည့်တိန်အောင်အလင်းမြတ်ဖြစ်စေလက်ခရစ်စာမြတ်ဖြစ်စေလက်မြင်တော်သူစားတော်သူတို့သည်အကျိုးကျေးဇူးနဲ့အရာတော်ကိုခံစားနိုင်ဖို့ကောင်းကြီးမင်္ဂလာဖြစ်စေပါမည်အကြောင်းထာဝရဘုရားသည်ကျွန်တော်တို့နိုင်ငံကြီးကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေသောနိုင်ငံသူနိုင်ငံသားအသီးသီးပေါ်မှာကိုရဲရှင်မျက်နှာအလင်းတော်ကိုလှည့်လေသူတို့အားခယုဏကျေးဇူးပြုတော်မူပါစေသောသူတို့ပေါလို့ဒီလဲ တို့ကိုကတော့မြို့ကြည့်လက်ချမ်းသာခြင်းကောင်းခြင်းမင်္ဂလာကိုကြွယ်ဝစွာခံစားရပါစေသောခမည်းတော်ဖခင်ရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့မေတ္တာပေါ်ခြင်းကျေးဇူးအပေါင်းတို့သည်အမိမြန်မာနိုင်ငံတို့ကြီးနှင့်နိုင်ငံသူနိုင်ငံသားအသီးအသီးပေါ်မှာယခုမှစ၍ကာလအစီအမြဲတည်ရောက်တည်ရှိတည်နေပါစေတည်းအာမင်အာမင်